မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းဒဝယ်မြို့နယ်ကော့လိုင်ကျေးရွာအနီးမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့မဟာမိတ်တပ်ပေါင်းစုတို့ August 13ရက်နေ့ကထိတွေ့တိုက်ပွဲနှစ်ချိန်ဖြစ်ပွားခဲ့ရာ အကြံပတ်စစ်ခွေးတွေဘက်ကအရာရှိတအုပ်အပါအဝင်14ဦးတိတ်ဆုံးခဲ့ပြီးတော့15ဦးထက်မနည်းဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံပတ်စစ်တပ်ကဒဝယ်မြို့နယ်ကော့လိုင်ကြီးပါအနီးကိုအင်အား150ပါတဲ့စစ်ကြောင်း2ကြောင်းနဲ့စစ်ကြောင်းထိုးကဝိုင်းပတ်စစ်စင်ရေးပြုတ်လာတဲ့အချိန်မဟာမိတ်တပ်ပေါင်းစုနဲ့ဩဂုတ်လ17ရက်နေ့မနက်ပိုင်းမှာထိတွေ့တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေ3:00ခန့်မှာထပ်မံပြီးတော့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဲ့ဒီတိုက်ပွဲနှစ်ချိန်အတွင်းမှာမဟာမိတ်တပ်ပေါင်းစုရဲ့တိုက်ခတ်မှုကြောင့်အကြမ်းဖက်စစ်တပ်ကအရာရှိတအုပ်အပါအဝင်စစ်သား14ဦးသေဆုံးသွားပြီးတော့15ဦးထက်မနည်းဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွဲစစ်ကြောင်းတစ်ခုဟာလည်းဖျော်ဖျက်ပြစ်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားတယ်လို့မဟာမိတ်တပ်ပေါင်းစုကရဲဘော်တအုပ်ကပြန်လည်ပြောပြထားပါတယ်။ဒီကောင်တွေဒဏ်ရာရတာကျွန်တော်တို့သိထားရတာထက်ပိုပြီးတော့များမယ်။ဒီကနေ့မနက် ဆန္ဒပိန်းကားတွေနဲ့ရောထမ်းစင်တွေနဲ့ရောထုတ်လာတာမနေဘူးလို့ KTLA ကကြယ်လင်းရောင်စာကပေါတိုက်ရင်ကရဲဘော်တအုပ်ကပြောပြထားပါဗါတယ်အဲ့ဒီနောက်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကမင်းသားရွာပတ်ဝန်းကျင်မှာပြန်လည်စုဖွဲ့ကကင်းမုံဝင့်နေတယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ပွဲအတွင်းမမိတ်တပ်ပေါင်းစုများဘက်ကရဲဘော်ကိုအူထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ပွဲကိုမမိတ်တပ်ပေါင်းစုက KTLA ကြယ်လင်းရောင်စာကပေါတိုက်ရင် KNLA တိုက်ရင်20ခွန်နေပြူဟာ33ဆစ်စင်ရေးတပ်ဖွဲ့ဒေါနာတိုက်ရင်2 1GF ဒေါနာတရင်သုံး KBDF ရာမညတက်တော် NMSPAD IMA နဲ့မွန်ပြည်တော်လှန်ရေးတပ် MSF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်နတ်အိမ်တော်တဘာဝဓာတ်ငွေဖြန့်ဖြူးရေးစခန်းကိုတာဝန်ထမ်းဆောင်ရန်လာတဲ့နန်စီဒီယမ်လက်ထောက်အင်ဂျင်နီယာတိန်းထွန်းတဲ့အဖွဲ့ဟာလန်ခီးမှာဖမ်းဆီးခံရပြီးတော့ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ် ်အခုဩဂတ်လဇန်နဝါရီမှာနေပြည်တော်စွန့်အင်ဝင်ကြီးဌာနကနန်စီဒီယန်ဝန်ထမ်းတွေဖြစ်တဲ့လက်ထောက်အင်ဂျင်နီယာတိန်ထွန်းကို MOGE ရဲ့ကိုယ်စားလှယ်အဖြစ်နဲ့နိုင်အိမ်တော်တဘာဝတန်းွေဖြန့်ဖြူးရေးစခန်းကိုဆေးလွတ်ခဲ့တယ်လို့သိရပါဗျ။တိန်ထွန်းရဲ့အဖွဲ့ဟာနိုင်အိမ်တော်တဘာဝတန်းွေဖြန့်ဖြူးရေးစခန်းကိုတွားရောက်တဲ့အချိန်လမ်းခေးမှာဖမ်းဆီးခံရပြီးတော့ပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ဒဝေကနေနိုင်အိမ်တော်တဘာဝတန်းွေဖြန့်ဖြူးရေးစခန်းစီကို MOGE representative အနေနဲ့စေလွတ်ခံရလို့တွားရင်နဲ့လမ်းခင်းမှာနိုင်အောင်ဓာတ်ငွေစခန်းကိုမရောက်ခင်အဖမ်းခံလိုက်ရပါတယ်ဖမ်းသွားတဲ့အဖွဲ့ကဘယ်အဖွဲ့မှမသိရပေမဲ့အဲ့ဒီနေမြေတကြောကိုစိုးမိုးထားတဲ့အဖွဲ့ဖြစ်ဖို့များပါတယ်အဲ့ဒီစခန်းကပြည်ပကိုဓာတ်ငွေတွေပို့လွှတ်နေတဲ့စခန်းဖြစ်ပါတယ်နေပြည်တော်ဝန်ထမ်းရာထူးနဲ့စခန်းမှာတွဲပတ်အလုပ်လုပ်ရလို့ဒေါ်လာနဲ့လစာရဖို့တွားရင်နဲ့ပျောက်ဆုံးသွားတာပါလို့နေပြည်တော်စွန့်ရင်ဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောပြထားပါတယ်ပြောင်းဆုံးသွားတဲ့ NaN CDM အရာရှိ တိန်ထွန်းရဲ့မိမဟာလည်းနေပြည်တော်မှာအလို့တော်မှဝင်ကြီးဌာနလူမှုဖူလုံရေးဦးစီးဌာနရဲ့ညွန်ကြားရေးမှုဖြစ်ပြီးတော့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာယာရုတက်ပြီးတဟုန်တို့ချမ်းသာလာကြသူများဖြစ်တယ်လို့သိရပါဗယ်။နိုင်အိမ်တော်ဒန်းွေစခန်းကိုတွားရင်းနဲ့ပျောက်ဆုံးသွားတဲ့အရာရှိတိန်ထွန်းဟာနေပြည်တော်စွဲရင်ဝင်ကြီးဌာနကအင်ဂျင်နီယာမှုကြီးလွင်အောင်မှုညွန်ကြားရေးမှုစိုင်းကြော်ကြော်အောင်တို့ရဲ့လူရင်းလူယုံဖြစ်ပြီးတော့အချင်းချင်းပြန်လဲကြည့်ရှုစောင့်ရှောက်တဲ့အနေနဲ့ အဲ့ဒီစခန်းကိုမကြာခဏစေလွတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။နိုင်အိမ်တော်ဒန်းွေစခန်းကပြည်ပနဲ့ဖက်ဆက်လှုပ်ထားတဲ့စခန်းဆိုတော့အဲ့ဒီမှာတွားပြီးတော့တွဲဖက်တောင်းဝင်ယူရင်လစာကိုဒေါ်လာနဲ့ကိုရတာအဲ့ဒီတော့အရာရှိတွေကကိုလူကိုအဲ့ဒီယာဒူးထဲမှာထည့်ထားကြတာတွားတဲ့သူကလည်းဒေါ်လာရတော့အထက်လူကြီးကိုပြန်ခါတာပေါ့အခုတော့လေလုံးနဲ့ဘိချီးတင်ဆိုတလို့ဖြစ်တာပေါ့လို့နေပြည်တော်စွဲရင်တရင်ချင်းမြေကပြောပြထားပါတယ်အဲ့ဒီနိုင်အိမ်တော်တဘာဝဒန်းွေစခန်းဟာပြည်ပကိုဒန်းွေတင်ပို့နေတဲ့စခန်းကြီးတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်တပ်အတွားနှစ်စဉ်အမေရိကန်ဒေါ်လာသိန်းကိုယာချီပြီးတော့ဝင်ငွေရှာပေးနေတဲ့စခန်းကြီးတစ်ခုလည်းဖြစ်တယ်လို့သိရပါဗျ။ KNL နဲ့ PDF ပူးပေါင်းဒေါ်လာရေးမဟာမိတ်တပ်များကဧပြီလနဲ့ဇွန်လအတွင်းမှာဒဝဲခရိုင်ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ထီထဗျူဟာစခန်း၊ထီခိစခန်း၊ဘောဒီစစ်စခန်းနဲ့မယန်နီစခန်း၊ဒုက္ခစခန်းအပါအဝင် စုစုပေါင်းစစ်စခန်း၅ခုကိုတိမ့်ပတ်ရရှိခဲ့ပြီးတော့နိုင်အိမ်တောင်စခန်းတစ်ခုသာကျန်ရှိတော့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းဟာလည်း စစ်သားအယောက်30နဲ့50ကြားတာရှိတဲ့စစ်တပ်စခန်းတစ်ခုဖြတ်ပြီးတော့အဲ့ဒီစခန်းကိုတိမ့်ပတ်ရရှိပါကဒဝဲခရိုင်အတွင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကို KNL ဥဆောင်တဲ့တော်လိုင်းတပ်များကတိမ့်ပတ်ရရှိသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းကျောင်းစုမြို့နယ်ပဲ့တိုင်ကြီးရွာမှာရှိတဲ့ပြူစောတိစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဩဂတ်စ12ရက်နေ့ညနေ3နာရီခန့်အချိန်မှာကျွန်းစုမြို့နယ်ကျွဲခရံချေးရွာအုပ်စုပဲ့တိုင်ချေးရွာမှာပြူစောတိအင်အား20ခန့်နဲ့တပ်ဆွဲထားတဲ့စစ်တပ်အထိုင်စခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကဝင်းရောက်တိုက်ခိုက်ခဲ့ရာအပြန်လန်ပစ်ခတ်မှုတိုက်ပွဲတနာရီခန့်ကြာမြင့်ခဲ့ပြီးတော့ပြူစောတိများထိခိုက်ဒေဆုံးမှုကိုစုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ ပဲ့တိုင်ကြီးရွာအရှိတ်မှာရှိတဲ့စစ်သည်မောဘော်ကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ကပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတေဆုံထိခိုက်မှုကတော့မသိရသေးပါဘူး။ဖုန်းလိုင်းတွေပြတ်တောက်နေတဲ့အတွက်စုံစမ်းလို့မရသေးဘူး။အင်အားက20ကျော်ပဲရှိတာပါ။ပြူတွေကဘန်ကားတွေကနေပြီးတော့နေရာယူထားတာဆိုတော့တိုက်ခိုက်ရတာခက်ခဲတာရဲ့သင်းမောဘော်ကလည်းပြစ်ကူအားကောင်းတာရဲ့ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတာပါလက်နက်ကြီးပြစ်ကူတွေကြောင့်ပြည်သူတွေထိခိုက်မှုတော့မရှိဘူးလို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရဲဘော်တအုပ်မစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မိဘပြည်သူများအနေနဲ့လည်းတိုက်ပွဲဖြစ်ပွားလာပါကဒရိနဲ့ရှောင်ရှားနေထိုင်ကြပါရန်နဲ့စစ်ခွေးရဲခွေးပြူခွေးများနဲ့ဝေဝေနေထိုင်ပေးကြပါရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်တပ်ဖွဲ့များကတရားမဝင်ကုန်သွယ်မှုများကနေစက်ကြီးကောက်ပြီးတော့အင်အားတွေပုံမတီဆောက်လာမှဖြစ်တဲ့အတွက်တရားမဝင်ကုန်စည်များကိုဖမ်းဆီးရန်အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကဖမ်းမှန်အမိန့်ပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ12ရက်နေ့မှာနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောမရှင်အစည်းအဝေးမှာမင်းအောင်လှိုင်ကအခုလိုမျိုးအမိန့်ပေးလာခြင်းဖြစ်တယ်လို့သိရပါဗျာ။ နေဆက်ဒေသများမှာတရားမဝင်ကုန်သွယ်မှုများကနေတဆင်လက်နက်ကိုင်တပ်ဖွဲ့များကစက်ကြီးကောက်ခံပြီးတော့အင်အားကိုပုံမတီဆောက်လာမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်တရားမဝင်ကုန်သွယ်မှုနဲ့တရားမဝင်ကုန်စည်များကိုထိတိရရောက်တားဆီးဖော်ထုတ်ဖမ်းဆီးရမှာဖြစ်တယ်လို့မင်းအွန်လိုင်းကပြောကြားလိုက်ပါတယ်။တရားမဝင် ကုန်သွယ်မှုများကိုတိုက်ဖြတ် တားဆီးခြင်းအပြင်တရားဥပဒေစိုးမိုးရေးကိုဖြစ်ပေါ်စေနိုင်မှာဖြစ်တယ်လို့ လက်နက်ကိုင်အချမ်းဖတ်မှုများကိုလည်းရော့ကျဈေးလာမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။နေဆက်ဒေတာများမှာရှိတဲ့လက်နက်ကိုင်အချမ်းဖတ်သမားများအနေနဲ့တရားမဝင်ကုန်သွယ်မှုများကနေကောက်ခံရရှိတဲ့စက်ကြီးများနဲ့၎င်းတို့ရဲ့အင်အားကိုပုံမတီဆောက်လာမှာဖြစ်ပြီးနိုင်ငံတော်တည်ငြိမ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်လာစေမှာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့တရားမဝင်ကုန်သွယ်မှုများကိုထိတိယယောက်တိုက်ဖြတ်ခြင်းအပြင် တည်ငြိမ်အေးချမ်းရေးတရားဥပဒေစိုးမိုးရေးကိုဖော်ဆောင်ရမှာဖြစ်တယ်လို့ပြောကြလိုက်ပါတယ်။တရားမဝင်ကုံသွယ်မှုဆောင်ရွက်မှုများကိုဖော်ထုတ်တားဆီးရန်တာဝန်ရှိတဲ့သူတွေအနေနဲ့စနစ်တကျစက်မှတ်ပြီးတော့ဆောင်ရွက်သွားရန်လိုအပ်မှာဖြစ်ပြီးနိုင်ငံတော်အပေါ်သစ္စာရှိစွာနဲ့တာဝန်ကိုခြေပြွန်စွာထမ်းဆောင်ကြရန်လိုအပ်တယ်လို့စစ်ခွေးမင်းအောင်လိုင်ကပြောကြလိုက်ပါတယ်။ဒါအပြင်တရားမဝင်ကုံစီမှောင်းခိုးလမ်းကြောင်းကနေတင်သွင်းနေခြင်းကြောင့်တိုင်းပြည်စီးပွားပြတ်နေရတယ်လို့ပြောကြလိုက်ပါတယ်။နိုင်ငံကအဖို့တန်တရားစတာများကိုလည်း မောင်ခိုလမ်းကြောင်းကနေခိုးထုတ်ပြီးတော့တရားမဝင်ကုန်စည်များကိုမောင်ခိုခိုးသွင်းနေကြောင်းမင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်လက်တတော်မှာအကြမ်းဖက်စစ်ကောင်စီကဖယံမြို့နယ်မှာထိုင်းမြန်မာနယ်စပ်မြောက်ဩရီကနေတက်လာတဲ့ကုန်စည်များအပြည့်တင်ဆောင်လာတဲ့ကုန်တင်ကားများအစီးရရာပေါင်းများစွာကိုဖယံမြို့နယ်မှာကြားဖြတ်တားဆီးပြီးတော့ဖမ်းဆီးထားတယ်လို့သိရပါတယ်ဒါအပြင်တခြားတစ်ဖက်မှာလည်းစစ်ခွေးတပ်ကပြည်သူများအထွတ်နေအစဉ်စားဝတ်နေရေးအထွတ်အဓိကကြတယ် လူသုံးကုန်ပစ္စည်း35မျိုးကိုပြည်ပကနေတင်သွင်းခွင့်ပိတ်ပင်ခြင်းနဲ့တင်းကျပ်ခြင်းများလှုပ်ဆောင်နေပြီးအထူးသဖြင့်ပြည်သူများရဲ့အကြမ်းမရေးအတွက်အလွန်အရေးကြီးတဲ့စေဝါနဲ့စေပစ္စည်းများတင်သွင်းခွင့်ကိုပင်လယ်ရေကြောင်းတမျိုးတည်းကသာခွင့်ပြုတော်တယ်လို့သိရပါတယ်။စေဝါနဲ့စေပစ္စည်းများတင်သွင်းလိုပါကပင်လယ်ရေကြောင်းကနေတင်သွင်းရန်တွင်းကုန်လိုင်စင်လျှောက်ထားရမယ်အပြင်တင်သွင်းရန်လိုအပ်တဲ့ American Dollar ကိုလည်းစစ်ခွေတိုက်ရဲ့ဗဟိုဘဏ်ကရောင်းချပေးခြင်းမရှိဘူးလို့ပြောပါရယ်ဈေးနဲ့ဆေးပစ္စည်းများတင်သွင်းလိုပါကမိမိရဲ့ကိုယ်ပိုင်နီးလန်းတဲ့ ်ဒေါ်လာရှာပြီးတော့တင်သွင်းရမှာဖြစ်တယ်လို့သိရပါဗျ။စင်းနဲ့စီးပစ္စည်းတွေတင်သွင်းရမှာတွင်းကုန်လိုင်စင်လျှောက်ရတဲ့အပြင်ဒေါ်လာကိုလည်းကိုယ့်ဘာသာကိုရှာရတယ်။ဘိုးဘန်ကရောင်းမပေးဘူးတဲ့။နေဆက်ကလည်းစီးတင်သွင်းကုန်တွေပိတ်တော့ပြည်တွင်းမှာစီးတွေလုံးဝကိုပြက်လက်နေပါတယ်။လုပ်ငန်းရှင်တွေကလည်းဘိုးဘန်ကရောင်းမပေးရင်အပြင်မှာဒေါ်လာရှာဖို့ကခက်ပါတယ်။အဲဒါကြောင့်ဈေးဝါးတွေမသွင်းနိုင်ကြဘူးရှိတဲ့ဈေးတွေကလည်းဈေးတွေကအတကုံကိုထိုးတက်နေတာလို့ UMFCCI လက်အောက်ခံမြန်မာနိုင်ငံဈေးနဲ့ဈေးပစ္စည်းလုပ်ငန်းရှင်များအသင်းက တရင်ရင်မြစ်ကပြောကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကလာမယ့်ဒီဇင်ဘာလမှာပြုလုပ်ဝင်ရွေးကောက်ပွဲလုံခြုံရေးအတွက်ပြူစောထီးများနဲ့ပြည်သူလုံခြုံရေးတပ်ဖွဲ့များကိုလက်နက်များထပ်မံတပ်ဆင်ပေးရန်ညွှန်ကြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတဝန်းလုံးမှာလာမယ့်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲပြီးတော့ပြုလုပ်မှာဖြစ်ပြီးရွေးကောက်ပွဲလုံခြုံရေးအတွက်လက်ရှိဖွဲ့စည်းထားတဲ့ပြူစောတိများပြည်သူလုံခြုံရေးအဖွဲ့ဝင်များကိုလက်နက်များထပ်မံတပ်ဆင်ပေးမှာဖြစ်တယ်လို့သိရပါတယ်။အဓိကအားဖြင့်မဲယုံများမှာလက်နက်တပ်ဆင်ထားတဲ့ပြူစောတိများကိုလုံခြုံရေးတာဝန်ပေးမှာဖြစ်ပြီးတော့ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများနဲ့ နိုင်ငံရေးပါတီများရဲ့စည်းရုံးလှုပ်ရှားမှုများကိုလက်နက်တပ်ဆင်ပေးထားတဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များကလုံခြုံရေးယူပေးရမှာဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲလုံခြုံရေးအတွက်ဖွဲ့စည်းထားပြီးဖြစ်တယ်။ပြည်သူ့ဆင့်နဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေကိုလက်နက်တွေတပ်ဆင်ပေးမယ်။အရင်လိုရွေးကောက်ပွဲရဲတပ်ဖွဲ့ဖွဲ့စည်းတာမျိုးမလုပ်တော့ဘဲနဲ့ရှင်းရင်းဆွဲအဖွဲ့တွေကိုပဲလက်နက်တွေထပ်တိုးပြီးတော့တပ်ဆင်ပေးမယ်လို့သိရတယ်လို့ နေပြည်တော်စီရေးတရင်ရင်တွေကပြောဆိုထားပါဗျ။ဒါအပြင် လာစဉ်စစ်တပ်ကခေါ်ယူလျက်ရှိတဲ့စစ်မှုထမ်းတပ်သားတဲ့များကိုလည်းရွေးကောက်ပွဲလုံခြုံရေးအတွက်ဒစိတ်တပိုင်းအနေနဲ့အတုံးချမှာဖြစ်ပြီးတော့စစ်မှုထမ်းတပ်သားတဲ့များပြူစောထီးများနဲ့ပြည်သူလုံခြုံရေးအဖွဲ့ဝင်များကရွေးကောက်ပွဲလုံခြုံရေးအတွက်အဓိကအတုံးပြုမဲ့လုံခြုံရေးအင်အားများဖြစ်တယ်လို့သိရပါဗျ။ ရွေးကောက်ပွဲလုံခြုံရေးအတွက်ပြူစောထီးတွေအပါအဝင်စစ်တပ်ရဲ့အရန်အဖွဲ့များကိုလည်းလက်နက်များတပ်ဆင်ပေးမှဖြစ်တော့လေအမိတ်ကိုကဲမှုကိုနယ်မြေကန်စစ်တပ်ရဲ့တပ်နယ်မှူးများကလုံခြုံရေးတာဝန်ခံခေါင်းဆောင်များအဖြစ်နဲ့တာဝန်ယူရမှာဖြစ်တယ်လို့သိရပါတယ်လက်နက်တပ်ဆင်ပေးထားတဲ့အဖွဲ့များအားလုံးကိုစစ်တပ်ကသာလျှင်အဓိကကြီးကြပ်ကွက်ခဲမှာဖြစ်ပြီးရွေးကောက်ပွဲအပြီးမှာလက်နက်များကိုပြန်လည် short ချဖြုတ်သိမ်းမှုများလှုံ့ဆော်သွားမယ်လို့သိရပါတယ်အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကရွေးကောက်ပွဲကိုနှောက်ရှက်သူများကို တေရန်ပေးမဲ့ဥပဒေကိုပြဋ္ဌာန်းထားတဲ့အပြင်ရွေးကောက်ပွဲကိုလည်းမဖြစ်ဖြစ်အောင်လှုံ့ဆော်မှာဖြစ်တယ်လို့ဩဂတ်စ်လ12ရက်နေ့မှာပြုလုပ်ခဲ့တဲ့စစ်ကောမရှင်အစည်းအဝေးမှာထုတ်ဖော်ပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံရဲ့စက်ရုံတစ်ခုမှာခင်မုန်းဖြစ်သူမရှိတဲ့အချိန်ဇနီးမြန်မာအမျိုးသမီးကိုဓာတ်နဲ့ချိန်ချောက်ပြီးတော့ အဲ့ဒါမှမဒိန်ပြူးကျင်းခဲ့တဲ့ထိုင်းအမျိုးသားကိုဖမ်းမိထားပြီးတော့အမှုမှန်ပေါ်ပေါက်ရေးနဲ့ပြည်ထောင်ချမှတ်နိုင်ရေးအတွက် NUG နဲ့ MHAC တို့ကပူးတွဲပြီးတော့ကူညီပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့မနက်ပိုင်းမှာထိုင်းနိုင်ငံနခွန်ပထုံမှာရှိတဲ့စက်ရုံတစ်ခုမှာအလုလုကန်နေတဲ့မြန်မာအလုသမားဇနီးမောင်နှံဟာအလုသမားတိုင်းရမှာရှိနေတဲ့အချိန် အလုတ်ယုံကထိုင်းနိုင်ငံသားကာသမားကခင်မုန်းကိုပြည်ပကိုခေါ်ထုတ်ကလမ်းခရီးတနေရာမှာခြားထားပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ထိုင်းကာသမားကအလုတ်ယုံမှာကြံနေခဲ့တဲ့မြန်မာအလုတ်သမားရဲ့မိမထန်းကိုပြန်လာပြီးတော့ဒါနဲ့ချင်းချောက်ထိုးကျိတ်လေဘင်းကိုညှစ်ပြီးတော့မရင်းပြုတ်ကျင်သွားတယ်လို့သိရပါတယ်။နင့်နာတဲ့မြန်မာအလုတ်သမားလင်မယားဟာစက်ရုံအလုတ်သမားတန်းရမှာလစာထုတ်ယူရန်အတွက် ယာယီနေထိုင်ကြခြင်းဖြစ်တယ်လို့သိရပါဗျ။ဩဂတ်စ9ရက်နေ့မနက်ပိုင်းမှာယောက်ျားဖြစ်သူကိုပြစ်စည်းသွားယူရန်ဆိုပြီးတော့အလို့ယုံမှရှိတဲ့ထိုင်းလူမျိုးကားသမားကမနက်၄နာရီလောက်မှာလာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်လန်တနေရမှာခဏဆောင်ဆိုပြီးတော့ထားခဲ့ပြီးနေနာသူအမျိုးသမီးထံကိုမနက်9နာရီလောက်မှာပြန်လာခဲ့တယ်လို့သိရပါဗျ။ CCTV မှတ်တမ်းများအရထိုင်းနိုင်ငံသားကားသမားကဓားကိုကိုင်းကအခန်းထဲကိုအတရအထမဝင်ရောက်သွားတယ်လို့မြင်တွေ့ခဲ့ရပါဗျ။မြန်မာအမျိုးသမီးကအော်ဟစ်အကူအညီတောင်းခဲ့တော့လေထိုးချိတ်လေဘင်းညစ်က အရမပြုကျင့်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တို့ MHAC ထံကိုအကြောင်းကြားလာခြင်းပဲကျွန်တော်တို့ကာကွယ်ပေးခြင်းနဲ့ဆန္ဒနဲ့ချက်ချင်းတွားပြီးစစ်ဆေးခဲ့ပါတယ်။အမှုကထိုင်းနိုင်ငံသားဆိုတော့အခက်အခဲရှိလာပေါ့။ဒါပေမဲ့ကျွန်တော်တို့တရားဥပဒေအတိုင်းရှေ့နေနဲ့တွားပြီးတော့စတင်အမှုဖွင့်နေတနေ့လုံးတညာလုံးလို့ပြောလို့ရတာပေါ့။စစ်စစ်တာကအစနင်နာသူကတော့ငွေကြေးမတက်နိုင်လို့ငွေကြေးပါတာဝန်ယူပေးထားပါတယ်။အဖက်ဘက်ကကူညီပေးသွားပါမယ်လို့ MHAC မဟာမိတ်အဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုစင်ပိုင်ကပြောကြားထားပါတယ်။ လက်တလုံးနင့်နာခဲ့ရတဲ့မြန်မာအမျိုးသမီးကိုယ်တိုင်အခင်းဖြစ်ပွားခဲ့တဲ့နေ့ဩဂတ်စ်လ9ရက်နေ့မှာ MHAC အဖွဲ့ထံကိုအကူအညီတောင်းခံလာတဲ့အတွက် NUG အလို့သမားဝန်ကြီးဌာနကညွှန်ကြားရေးမှူးဥနိုင်ထွန်းဦးနဲ့အတူပူးပေါင်းပြီးတော့တွားရောက်ဆစ်ဆစ်စတင်အမှုဖွဲ့ကူညီလှုပ်ဆောင်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်းအာဏာပိုင်များနဲ့အတူ MHAC အဖွဲ့ NUG အစိုးရအလို့သမားဝန်ကြီးဌာနကတာဝန်ရှိသူများပူးပေါင်းဆောင်ရွက်မှုကြောင့်ယခုအချိန်မှာကျူးလွန်သူတရားခံထိုင်းအမျိုးသားကိုဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။ အရေးယူခံရဖို့ကိုဥပဒေအတိုင်းအောင်မြင်တဲ့အထိကူညီသွားပါမယ်။နေနာသူကပြည်တံအားလုံးကြခံစေခြင်းနဲ့အတိုင်းကျွန်တော်တို့တွေဆောင်ရွက်ပေးသွားမှာပါလို့ MHAC မဟာမိတ်အဖွဲ့ကဒရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုစင်ပိုင်ကပြောဆိုထားကြောင်းဒရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပြီးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ